ကိုယ်တော်မျိုးတူရင်မင်္ဂလာပါဆိုင်ငယ်စည်းတွေကြနိုင်ကြီးရှိလားတဲ့ဟုတ်ကဲ့ဆိုင်ငယ်စည်းတွေကြနိုင်ကြီးလုံးဝမရှိသေးပါဘူးเนาะဘာလို့လဲဆိုရင်ဆိုင်ငယ်စည်းကမကြတဲ့အပြင်နည်းနည်းတောင်တက်သွားသေးတယ်เนาะနည်းနည်းတောင်တက်သွားသေးတယ်เนาะဘာလို့လဲဆိုရင်အဓိကတော့ငွေစည်းကြောင့်မလို့ပေါ့เนาะတရုတ်ငွေစည်းရောเนาะဘတ်စည်းရောနည်းနည်းလေးတက်သွားတာ ဖြစ်တဲ့အတွက်ဆိုင်ငယ်စည်းလေးကเนาะတရုတ်ဆိုင်ငယ်တွေဆိုရင်ကျွန်တော်သိလောက်2သိန်းလောက်ဈေးတက်သွားတယ်เนาะထိုင်းမိန်ဆိုင်ငယ်တွေဆိုရင်တော့ ကျွန်တော်သိတဲ့လောက်ကနော်9သိန်းကနေ10သိန်းကျားလောက်ကိုဈေးကခုန်တက်သွားပါတယ်ခင်ဗျာဒါတော့သိန်းတရာဂျော်ဒန်ဘိန်းနေကိုပြောတာပေါ့နော်သိန်းတရာဂျော်ဒန်ဘိန်းနေဆိုရင်9သိန်းကနေ10သိန်းကျားလောက်ခုန်တက်သွားပါတယ်အဲဒါတော့ရှင်းလျှောက်ကလည်းကျွန်တော်တို့ဒီခမန်းကြီးအရာပေါ့နော်အရင်နှစ်တည်းရဲ့ပုံစံအရာဆိုရင်သူကမိုးထဲမှာငွေဈေးကအမြဲတမ်းကလင်ဒါကျလို့ဖြစ်နေတယ်သူကငွေဈေးကနည်းနည်းမားတယ်မိုးထဲမှာဆိုရင်သူကငွေဈေးကမားပြီမားပြီဆိုတာနဲ့ဆိုင်ငယ်ဈေးကလည်းတက်ပြီအဲဒါဆိုရှင်းလျှောက်ကတော့ဆိုင်ငယ်ဈေးကဒီအကြမရှိသေးဘူး မတင့်ရင်ကန်ကောင်းပေါ့ထပ်ပြီးမှပုံမတင့်ရင်ကန်ကောင်းပေါ့အဲ့တော့ဆိုင်ကယ်ဝင်မှာဆိုရင်ဒါအခုဒီကလာကဝယ်ပြောပါတယ်ဈေးကအခုမှစတဲ့ခါစပပလီပဲတက်ခါစလေးဖြစ်တဲ့အတွက်ဆိုင်ကယ်ဝင်မယ်ဆိုရင်တော့အခုဒီကလာမှာမြန်မြန်ဝယ်ပါလို့ပဲအကြံဉာဏ်ပြုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာမစ္စတာဇော်ဇော်ကြီးမင်္ဂလာပါတရုတ်ဘိန်းနဲ့မှဘယ်ဘိန်းကောင်းလဲတဲ့ဟုတ်ကဲ့တရုတ်ဆိုင်ကယ်ထဲမှာအရန်ကောင်းတဲ့ဘိန်းတွေအများကြီးရှိပါတယ်အဲ့ဒီအမှဒါကျွန်တော်ခြုံငုံတုံးတက်ပြောရမယ်ဆိုရင်တော့ဒါတရုတ်ဆိုင်ကယ်ထဲမှာဆိုရင်ဒါ1 to 10ဝင်တဲ့ ဘိန်းနေအများကြီးပါတခုရှိတာကတရုတ်နိုင်ငံမှာ1 to 10ဝင်လို့မြန်မာနိုင်ငံမှာ1 to 10ဝင်တာလည်းမဟုတ်ဘူးเนาะအဲ့တော့မြန်မာနိုင်ငံမှာလူကြိုက်အများဆုံးဘိန်းနေကိုရွေးချယ်ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့အရေးတွေးကောင်းတဲ့နေရာမှာကျွန်တော်တို့လူကြိုက်အများဆုံးနဲ့ရောင်းအားအကောင်းဆုံးတော့ကံပိုလို့ရှိတာပေါ့ကျွန်တော်နံပါတ်1အရေးတွေးနံပါတ်1အကောင်းဆုံးတော့မဟုတ်ဘူးเนาะရောင်းအားအကောင်းဆုံးအနေနဲ့ပြောတာမြန်မာပြည်မှာလူကြိုက်အများဆုံးကိုပြောတာเนาะကံပိုလို့ရှိမယ်လော်ဂျားလို့ရှိမယ်ဒိုင်ယန်လို့ရှိမယ်เนาะပြီးရင်ကျွန်တော်တို့ ဟောက်ကျွဲဆိုင်ကလေးရှိမယ်။ဇောင်ရှမ်းဆိုင်ကလေးရှိမယ်။နော် ပြီးရင်သူ့ရဲ့နောက်မှာဆိုရင်ကျွန်တော်တို့နီယွမ်ဘူတွေလိုက်တာရှိမယ်။ပြီးရင်ကျွန်တော်အယ်ဒီဇင်ဆိုင်ကလေးရှိမယ်။နော်အခုဆိုရင်ကျွန်တော်တို့နယူးဇင်နဲ့တို့ CBN တို့အစားရှိတဲ့ပြင်ပေါ့နော်အခုပြောပြသွားတဲ့ brand တွေကတော့ဒါအရေးတွေးကောင်းတယ်။သူ့ရဲ့နောက်မှာဆိုရင်တော့ Canada Canada ဆိုင်ကလေးကြီးလည်းရှိမယ်ပေါ့။အဲဒီအခုပြောပြသွားတဲ့ brand တွေကတော့လူကြိုက်များတယ်။အယောင်းဝယ်လဲတွတ်တယ်နော်။ တော်တော်လေးရောင်းကောင်းတဲ့တယ်မှာထိတ်ဆုံးကပါတယ်အရည်တွေးလေးကောင်းတဲ့တယ်မှာပါပါတယ်ခင်ဗျအဲ့တော့အခုပြောပြသွားတဲ့ brand တွေတရားမှကိုတက်နိုင်တဲ့1တန်းဆိုရင်1တန်း125ဆိုရင်125ဒီလိုမျိုးလေးတွေကိုရွေးချယ်စီးနင်းကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ Pero Lava Channel အကောင့်ပိုင်းရှင်မင်္ဂလာပါ ADV 160တဲ့ဘယ် engine wine ဘယ်မျိုးစားထည့်ရမလဲတဲ့ဟုတ်ကဲ့ ADV 160တွေကနော် engine wine ဆိုရင် तू က Honda original တွေထည့်လို့ရတယ်နော် ပြီးရင်ကျွန်တော်တို့ PDD တို့ Movie တို့ Resort တို့ Moju တို့ Castor တို့အစရှိတဲ့ပြင် design တွေတွေကဝယ်ထည့်လို့ရပါတယ်ခင်ဗျအဲ့ဒီကမှသူ့ရဲ့ engine engine wire မျိုးစားတော့30 30တို့30 40တို့ပေါ့နော်အဲ့နှမျိုးတွေကနေမှရွေးချယ်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ